ာပါရှင်။တောင်လင်ထမ်းမြေဒီဇင်ဘာလ၁ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျမယွင်ကြည့်ပြာကတင်ဆက်ပြီးတော့မှာပါ။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်းလုံးမှာစစ်ကြောင်းဝင်လာလို့ဒေသခံ၂000ကျော်ထပ်မံဆစ်ဆောင်နေရတဲ့သတင်းစစ်တပ်ရွေးကောက်ပွဲကိုစမ်းကျင်ရှုံချကြဖို့ကရင်လူမှုအဖွဲ့အစည်းတွေတိုက်တွန်းလိုက်တဲ့သတင်းနဲ့မွန်ပြည်နယ်မှာနိုင်ငံရေးပါတီတွေစစ်တပ်လုံခြုံရေးအပြည့်နဲ့မဲဆွယ်လာတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ အာဖဂန်နစ္စတန်မှာဗြိတိန်စစ်တပ်ဆရာဆိုးမှုများကျူးလွန်ခဲ့ကြောင်းအရာရှိဟောင်းပြောလိုက်တဲ့တဲ့ဂျော်ဂျီယာမှာအစိုးရစန့်ကျင်ဆန္ဒပြသူတွေကိုပထမကဘာစစ်အစိတ်ရှိဒရပ်ပေါင်းနဲ့ပတ်ဖြန်းခဲ့တဲ့တဲ့တွေနဲ့အတူမနက်ပြန်အတွက်မိုးလေဝသတဲ့တွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ဆက်ပြဲကျေးရွာတဲ့စစ်ကောင်ရှင်တက်ဆက်ကြောင်းထိုးလာတာကြောင့်ဒေသခံ၂000ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေထံကနေသိရပါဗျ။အင်အား50ကျော်ပါတဲ့စစ်ကောင်ရှင်တက်ဆက်ကြောင်းဟာဒီဇင်ဘာလ၁ရက်နေ့မနက်3:00လောက်ကစလို့လောင်းလုံးမြို့ပေါ်ကနေဆက်ပြဲကျေးရွာထဲကိုဆက်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။ စစ်ကြောင်းဝင်ရောက်လာတာကြောင့်ဒေသခံတွေဟာနှစ်ဖက်တိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်နေတဲ့အတွက်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရှဲတို့ကတလင်ထမ်းမှုပြောပါရယ်စစ်ကောင်ရှင်တက်စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့်စက်ပြဲနှင်းမော်နဲ့ရင်းမုံကျေးရွာတွေကဒေသခံ2000ကျော်ဟာဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါရယ်ရှင် လောင်လုံးဒေတာခန်တွေဟာစစ်ကောင်ဖြင့်တက်မကြာခဏဆိုသလိုစစ်ကြောင်းထိုးနေတာကြောင့်အမဲလို့လို့တင်းရှောင်နေကြရပြီးစပားရိတ်သိမ်းတာရောဘာအစေးချစ်တာတွေအပါအဝင်အတံမွေးဝမ်းကြောင်းလုပ်ငန်းတွေကိုကောင်းစွာမလုံဆောင်နိုင်ဘူးလို့ဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကလည်းစစ်ကောင်ဖြင့်တက်ကစက်ပြဲနှင်းမော်ကျေးရွာတဝိုက်ကိုနှစ်ပတ်နီးပါးအကြာစစ်ကြောင်းထိုးသွားလာခဲ့တာကြောင့်ဒေတာခန်တွေတင်းရှောင်ခဲ့ရပြီးနေအိမ်တွေကိုပြန်ရောက်လာတာတပတ်တောင်မပြေသေးဘူးလို့သိရပါတယ်။ ဒေတာရင်းသူဒေသနာအဖွဲ့ဖြစ်တဲ့ AFIFI တနင်္လာရက်အစီရင်ခံစာအရရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှတနင်္လာရက်တိုင်းမှာစစ်ကွန်ရှင်တပ်ရဲ့စစ်ကြောင်းထိုးမှုနဲ့နေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေရာစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ9300ကျော်အထိတိုးလာခဲ့ပါတယ်ရှင်။ပြည်သူလူထုအများစုရဲ့ဆန္ဒမပါဘဲအတင်းအကျပ်လှုပ်ယူတဲ့အတူယောင်ရွေးကောက်ပွဲကိုအပြင်းထန်ဆန့်ကျင်ရှုံချတယ်လို့ကရင်လူမှုအဖွဲ့အစည်းကသဘောထားထုတ်ပြန်ပါတယ်။ ဒီသတင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါရရှင်။အာဏာသိမ်းစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံရေးပဋိပက္ခပြဿနာတွေကိုလုံးဝဖြေရှင်းပေးနိုင်မှာမဟုတ်ပဲပြည်သူလူထုအများစုရဲ့စံနာမပါဘဲအတင်းကျပ်လုပ်ယူတဲ့အထူးရောင်ရွေးကောက်ပွဲကိုအပြင်းထန်ဆန့်ကျင်ရှုံးချတယ်လို့ကရင်လူမှုဖွဲ့စည်းတွေကသဘောထားထုတ်ပြန်ပါတယ်။ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမဲ့အာဏာသိမ်းစစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲပေါ်ကမ္ဘာနိုင်ငံအသီးသီးကကရင်လူမှုအဖွဲ့အစည်းစုပေါင်း25ပွဲက ဒီဇင်ဘာ10ရက်နေ့ရက်စွဲနဲ့သဘောထားထုတ်ပြန်ခဲ့တာပါအာနာတိတ်စစ်တပ်ဟာကော်တူးလီနယ်မြေဒေသအတွင်းမှာရှိတဲ့ပြည်သူလူထုတွေကိုပြစ်မှတ်ထားကအစစ်မြင့်လေရင် drone ဤပညာတွေအသုံးပြုပြီးဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတွေနေစင်နဲ့အမျှထိခိုက်ဒဏ်ရာရရှိတာအသက်ဆုံးရှုံးတာနဲ့နေအဆောင်တွေထိခိုက်ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ် ဒီလိုပြည်သူလူထုတွေရဲ့အခြေအနေတွေကိုမျက်မြင်တွေ့ရှိနေတဲ့ကြားကပင်တချို့သောကရင်လက်နက်ကိုင်ဖွဲ့စည်းတွေကရင်ပါတီတွေနဲ့လူပုဂ္ဂိုလ်တွေဟာအကြမ်းဖက်နေတဲ့လူတပ်တရကန်ဖွဲ့စည်းကိုတရားဝင်မှုအခွင့်အလမ်းပေးမဲ့အထူးရောင်ရွေးကောက်ပွဲကိုထောက်ခံပံ့ပိုးမဲ့အကြောင်းထုတ်ပြန်ကြေညာမှုတွေကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မိမိတို့ကိရင်လူမှုဖွဲ့စည်းတွေကစိတ်ပြတ်ဝမ်းနေမိကြောင်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်စစ်တပ်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲဟာဘလို့မှတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်တဲ့အပြင်မိမိတို့ရဲ့မဲတပြားနဲ့အာဏာသိမ်းစစ်တပ်ကိုပုံမတရားဝင်မှုပေးလိုက်ပါကမြန်မာနိုင်ငံရဲ့ပြည်ပခါပြဿနာတွေဟာပုံမအတွန်းရှိကြမြင့်သွားမှာဖြစ်တဲ့ကဲ့သို့အနာတိုင်းစစ်တပ်ကကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုလည်းအေးအေးယူဆောင်ရွက်နိုင်မဲ့လှုပ်ဆောင်မှုတွေကိုပါပြက်ပြားသွားစေနိုင်တယ်လို့ထုတ်ပြန်ကြမှာဆိုပါတယ် ဒီလိုခြေနေတွေကြောင့်ဒီအတူရောင်ရွေးကောက်ပွဲကိုမိမိတို့ကရင်လူမျိုးပါဝင်တခြားသောတိုင်းသားလူမျိုးတွေအလုံးအတူတကွတနေချင်းညော့စန့်ကျင်ရှုံချဖို့အရေးကြီးကြောင်းကရင်လူမှုဖွဲ့စည်းတွေကတိုက်တွန်းထားပါတယ်နိုင်ငံတကာတန်တမာတွေအနေနဲ့လည်းဒီလိုမတရားသဖြင့်အကြမ်းဖက်လုပ်ယူသောအတူရောင်ရွေးကောက်ပွဲကိုအတိအမှန်မပြုကြဘူးနဲ့အပြင်းထန်ကန့်ကွက်စန့်ကျင်တဲ့သဘောထားတွေခိုင်ခိုင်မာမာပြသဖို့ကရင်လူမှုဖွဲ့စည်း25ဘွဲ့ကတောင်းဆိုလိုက်ပါတယ် မွန်ပြည်နယ်မှာအထွေထွေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြဖို့နိုင်ငံရေးပါတီတွေဟာအခုရက်ပိုင်းတွင်လုံခြုံရေးအပြည့်နဲ့မဲဆွယ်စည်းရုံးမှုတွေပြုလုပ်လာတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါရှင်။ မူမီညမအာနာသိန်းစစ်ကောင်ရှင်ကပြုလုပ်မဲ့တွေ့တွေရေကောက်ပွဲဝင်ရောက်ရှင်ပြန်ကြဖို့နိုင်ငံရေးပါတီတွေဟာအခုရပိုင်းတွင်လုံခြုံရေးပြည်နယ်မဲဆွယ်စည်းရုံးမှုတွေပြုလုပ်လာတယ်လို့ဒေသခံတွေကတန်တွင်တိုင်းကိုပြောပါတယ်။မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့နိုင်ငံရေးပါတီတွေရဲ့လုံခြုံရေးကိုတော့စစ်ကောင်ရှင်တပ်တွေရဲတပ်ဖွဲ့ဝင်တွေပြင်ပြည်သူ့စစ်အဖွဲ့ဝင်ဒေသခေါ်ပြူစောထီးတွေပါလိုက်ပါဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။လုံခြုံရေးယူပေးတဲ့နေရာမှာလဲစစ်ကောင်ရှင်လက်အောက်ခံတွေကယူနီဖောင်းဝတ်တွေပြင်ရဲဝတ်တွေနဲ့ပါ နိုင်ငံရေးပါတီတွေရဲ့မဲဆယ်စည်းရုံးတဲ့နေရာတွေကိုလိုက်ပြီးလုံခြုံရေးယူပေးနေတာဖြစ်တယ်လို့သိရပါတယ်။မူမီနယ်ဒေသခံတို့ကတော့နိုင်ငံရေးပါတီတွေဟာအခုနောက်ပိုင်းရွာဘက်တွေမှာပါမဲဆယ်စည်းရုံးနေတာတွေကိုတွေ့ရပြီးမဲဆယ်စည်းရုံးတဲ့နေရာမှာတော့လုံခြုံရေးကိုပြည်သူစစ်နဲ့ရဲတွေဆောင်ရွက်ပေးနေတယ်လို့တမ်းတွေတိုင်းကပြောပါတယ်။ကျွန်တော်ဥပမာမှာဆိုလို့ရှိရင်မွန်ပါတီရှိမယ်ပြီးလို့ရှိရင်ဒီဟန်ခွေးရှိမယ်ပြီးတော့ပြီးသုံးလုံးလာမသိရှိတယ်ပြီးတော့ အဝါရောင်နဲ့ပြည်ဒီပါတီအဲ့ဒါတွေရှိမယ်ကျွန်တော်တွေ့ရတာတော့မင်းဆွေစီယုံတာဆိုလို့ရှိရင်ကျွန်တော်ကြွားဘက်ခင်နေတော့တွေ့တယ်ပေါ့အဲ့လိုမျိုးတွေတော့တွေ့တယ်လုံးလုံးကြီးနဲ့မှဘလူးလူကြီးပါလာလဲဆိုတော့အဓိကတော့ကျွန်တော်ဒီဘက်ခင်မှနေဆိုတော့ပြည်သူစိတ်တွေပါလာတော့ပြည်သူစိတ်တီးဒီရီပေါ့လောက်ပဲပါမယ်လုံးကျုံရင်ပြင်းတဲ့မင်းဆွေစီယုံနေတဲ့နိုင်ငံရေးပါတီချို့ဟာမင်းဆွေစီယုံမှုတွေကိုနေလုံးမှာစုပြီးဟောပြောတာရှိသလိုတိန်တဆင်းလက်ကန်းစာဆောင်လိုက်ဝေတာတွေလည်းရှိတယ်လို့သူကစပြောပါတယ် မွန်ပြည်နယ်ဒေသခံနောက်တူးကလည်းရွေးကောက်ပွဲနီးလာတာနဲ့မျှလုံခြုံရေးပြည်နဲ့ပါတီလှုပ်ရှားမှုတွေအများကြီးလှုပ်ဆောင်လာတယ်လို့လုံခြုံရေးရှိတာတကြောင်တချို့ပါတီတွေကပြည်သူတွေကိုပါပါဝါပြလာတယ်လို့တံတွေတိုင်းကိုပြောပါတယ်။အာဒီလှုပ်ရှားမှုကအများကြီးဒီဒီပါတီတို့အဲဒီတော်လုံးရဲ့တော့ဒီဒီခံယူရဲ့မောဆိုရယ်။ညာရဲ့ဝဲရဲ့တမ်းမိုးလိုက်တယ်။ဒီလိုကူးနေရတော့မှသူဆိုင်မှုပြည်နယ်လမ်းပိတ်တာလူရအကြိုက်နေဒီမှာရောက်ဆောင်ရတယ်။ ဘာကြေဒီနဲ့ကလိုင်းပြေလို့အတင်းငိုးဆုံးလို့လူမကြီးလိုပါလို့ပါဝါပြရတယ်။ရန်ကုန်ကိုပြစီရတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီချုပ်ဟာအရင်ကလုံခြုံရေးအကြောင်းပြချက်နဲ့မြေပြင်ထိကွင်းဆင်းပြီးမဲမဆွဲရဲကြပဲအွန်လိုင်းကနေသာမဲဆွဲခဲ့ကြရမှာလက်ရှိမှာတော့လုံခြုံရေးပြည့်နဲ့မြေပြင်ထိမဲဆွဲလာတာပါ အခုလိုနိုင်ငံရေးပါတီရဲ့မြေပြင်ထိကွင်းဆင်းပြီးမဲဆွဲစည်းရုံးမှုတွေပြုလုပ်လာပေမဲ့တော်လိုင်းအင်အားစုတွေအားကောင်းတဲ့ဒေသတွေမှာတော့မြို့ပေါ်တွေမှာလောက်သာမဲဆွဲရဲကြပြီးကျန်တဲ့နေရာတွေမှာတော့မဲမဆွဲရဲကြဘူးလို့ဒေသခံတွေကဆိုကြပါတယ်။စစ်ကော်မရှင်လောက်ကန်ရေကောက်ကွင်းကော်မရှင်ကတော့အထွေထွေရေကောက်ကွင်းမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွဲစည်းရုံးရမယ့်ရက်ကိုအောက်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာ26ရက်နေ့ထိရက်ပေါင်း60ခွင့်ပြုထားတာပါ။ မူမီနီမှာတော့စစ်ကော်မရှင်ကပြုလုပ်မဲ့ထွေထွေရွေးကောက်ပွဲကိုတတိပုဂ္ဂလကိုစနေလောင်းတို့ပါဝင်နိုင်ငံရေးပါတီကိုကုကကိုစနေလောင်း250ကျော်ဝင်ရောက်ရှင်ပြိုင်ဖို့အတွက်အမည်စရင်တင်သွင်းထားတာဖြစ်ပါတယ်။ ိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အာဖဂန်နစ္စတန်မှာဗိဒိန်စစ်တပ်ဆေးရဆိုးမှုများကျူးလွန်ခဲ့ကြောင်းအရာရှိဟောင်းပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘက်ကပြပြပေးထားပါရှင်။ အာဖဂန်နစ္စတန်မှာပြည်ထောင်အထူးတပ်ဖွဲ့တွေဟာတနင်္လာရှိသူတွေကိုကွပ်မြတ်တပ်ဖြတ်ပြီးဆေးရသွမှုကျူးလွန်ခဲ့ပုံရကြောင်းအဲ့ဒီလုပ်ရက်တွေကိုကုတ်ကဲရေးအဆင့်ဆင့်ကနေကြကြပြင်းပြန်တီထားပေမဲ့ဘာတစ်ခုမှအရေးယူဆောင်ရွက်မှုမရှိခဲ့ဘူးလို့အစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့သို့အကြီးအကဲပြည်ထောင်အရာရှိဟောင်းတို့ကပြောကြားလိုက်ပါတယ်။ ထိတ်တန့်အထူးလေကြောင်းတပ်ဖွဲ့ SAS ကစစ်သားတွေဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တခုကအာဖဂန်နစ္စတန်မှာစစ်ပွဲအတွင်းလူ94ဦးကိုတန်ရာဖြစ်စရာကောင်းတဲ့အခြေအနေတွေမှာတပ်ဖြတ်ခဲ့ကြောင်း BBC ရုပ်သံမှတ်တမ်းကဖော်ပြခဲ့ပြီးနောက်ပြည်ထောင်ကာကွယ်ရေးဝန်ကြီးဌာနကစုံစမ်းစစ်ဆေးဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ တာလီဘန်တွေနဲ့တခြားစစ်သွေးကြွတွေကိုတိုက်ခိုက်ခဲ့တဲ့အမေရိကန်ဥဆောင်တဲ့ညွန့်ပေါင်းအဖွဲ့မှပါဝင်ခဲ့တဲ့ပြည်ထောင်တပ်ဖွဲ့တွေရဲ့2010နှစ်လပိုင်းကနေ2013နှစ်လပိုင်းအထိညအချိန်ရှိနေမှုတွေကိုစုံစမ်းစစ်ဆေးရေးအဖွဲ့ကစစ်ဆေးခဲ့ပါတယ်။ SAS အပေါ်ဆွဆွဲချက်တွေအပါအဝင်အာဖဂန်နစ္စတန်မှာပြည်ထောင်တပ်တွေစီကံချိုးဖောက်တဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုအရင်ကပြည်ထောင်စစ်ဘက်ဆိုင်ရာရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုအများအပြားပြုလုပ်ခဲ့ပေမဲ့ဥပဒေအရဆွဲချက်တင်ရလောက်အောင်လုံလောက်တဲ့အထောက်အထားမတွေ့ရဘူးလို့ဆိုပါတယ် ဆောင်စန်းစစ်စင်မှုရဲ့ရည်ရွယ်ချက်ကဥပဒေပြင်ပတက်ဖြတ်မှုတွေနဲ့ပတ်သက်လို့ယုံကြည်စိတ်ချရတဲ့တရင်အချက်အလက်ရှိမရှိစစ်ဘက်ဆိုင်ရာရဲ့တပ်ဖွဲ့ကဆောင်စန်းစစ်စင်မှုတွေကိုအသေးအချာဆောင်ရွက်ခဲ့ခြင်းရှိမရှိနဲ့တရားမဝင်တက်ဖြတ်မှုတွေကိုဖုံးကွယ်ထားသလားဆိုတာတွေကိုဆောင်စန်းစစ်ဆေးခဲ့တာဖြစ်ပါတယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်အကြီးအကဲတရားသူကြီး Charles Hagon Giff ကဥပဒေချိုးဖောက်မှုတွေကို တက်ဆိုင်ရာအာဏာပိုင်တွေစီလွှဲပြောင်းပေးရင်းနဲ့ဘာတစ်ခုမှအမှားမလုပ်ခဲ့သူတွေကိုတန်တရာစီရင်ကဖယ်ထုတ်ရေးအရေးကြီးကြောင်းပြောပါတယ်။သူရဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာအရင်ကလည်းအာဖဂန်နစ္စတန်မှာ UKSF1 လို့ခေါ်တဲ့ပြည်ထိုင်တပ်ဖွဲ့တစ်ဖွဲ့ကတိုက်ခိုက်နိုင်တဲ့အရွယ်ရှိအမျိုးသားတွေကိုအနေရရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတပ်ပြတ်ခဲ့တဲ့ဆိုတော့ဆွဆွဲချက်တွေကိုစုံစမ်းစစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ အာဖဂန်နစ္စတန်တို့ရောက်ရှိခဲ့တဲ့ N 146လို့အမည်ပေးထားတဲ့ဗြိတိန်စစ်ဘက်ဆိုင်ရာအရာရှိဟောင်းတအူးကဗြိတိန်တပ်ဖွဲ့တွေအာဖဂန်နစ္စတန်မှာဆေးရဆုံးမှုကျူးလွန်ခဲ့တယ်လို့စုံစမ်းစစ်ဆေးရေးအဖွဲ့ကပြောပါတယ်။တိုက်ပွဲအတွင်းတေဆုံးတဲ့ရန်သူအရေးအတွက်ဟာသိမ်းဆည်းရမိတဲ့လက်နက်အရေးအတွက်ထက်ပိုများနေရလို့သူကပြောပါတယ်။ဖန်စီရမိသူတွေကလည်းလက်နက်တွေကောက်ယူပြီးတိုက်ခိုက်ဖို့ကြိုးစားလို့ဒါမှမဟုတ်လက်ပစ်ပုံအသုံးပြုဖို့ကြိုးစားလို့တပ်ပစ်လိုက်ရတယ်ဆိုတာကလည်းယုံကြည်လို့ရပါမယ်ပုံမပေါ်ဘူးလို့သူကဖြည့်ဆွတ်ပြောပါတယ်။ ဖြစ်တဲ့အထူးတပ်ဖွဲ့ကအာဖဂန်နစ္စတန်မှာဥပဒေမဲ့တပ်ဖြတ်ခဲ့သူတွေထဲမှာအပြစ်မရှိသူတွေနဲ့ကလင်းငယ်တွေလည်းပါဝင်နေရလို့သိရပါဗျ။ဂျော်ဂျီယာမှာအစိုးရစန့်ကျင်ဆန္ဒပြသူတွေကိုပထမကဘာစစ်အစိတ်ရှိဒရက်ပေါင်းနဲ့ပတ်ဖြန်းခဲ့တယ်လို့ဆိုပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းလီကတင်ဆက်ပေးထားပါရရှင်။ဖြစ်ခဲ့တဲ့နှစ်ကအစိုးရစန့်ကျင်ရဲ့ဆန္ဒပြသူတွေကိုဖျော်ဖြင်းဖို့ ဂျော်ဂျီယာနာပိုင်းတွေကပထမကဘာစစ်ဓာတုလက်နက်ကိုတုံ့ပြုခဲ့ကြောင်း BBC သတင်းဌာနကစူးစမ်းထားတဲ့ထောက်ထားတွေကဖော်ပြနေပါသည်မြို့တော်တီစီပလီရဲ့လမ်းမတွေမှာဆန္ဒပြသူတွေဟာမိသားပိုင်းနဲ့ပတ်ပြန်းခံရချိန်ရေကမီးလောင်တယ်လို့ခန်းစားခဲ့ရတယ်လို့ဆန္ဒပြသူတူကပြောပါတယ်ဥရောပသမဂ္ဂတို့ဝင်ရောက်ရေးကြိုးပမ်းမှုကိုဂျော်ဂျီယာဆွေရကရက်ဆိုင်လိုက်မှုအပေါ်ကန့်ကွက်ဆန္ဒပြသူတွေမှာအသက်ရှူရခက်ခဲတာချောင်းဆူရနဲ့အော့အန်နာမျိုးလိုယောဂလက္ခဏာတွေကို သတင်းပေါ်ပေါင်းများစွာတွေ့ကြုံခန်းစားခဲ့ရပါတယ် BBC World Service ကဓာတုလက်နက်ပညာရှင်တွေဂျော်ဂျီယာအထူးကယုံနေနည်းရဲတပ်ဖွဲ့ကသတင်းဖွင့်ချသူတွေဆီယောင်နေနဲ့တွေ့ဆုံဆွေးနွေးမြင်မြန်ကြည့်ရမှာတော့ကာမိုင်းလို့ခေါ်တဲ့ပြင်သစ်စစ်တပ်ကနမက်ပေးထားတဲ့ထရပ်ပေါင်းနဲ့အုံပြုတ်ခဲ့ကြောင်းညွန်ပြနေတဲ့ထောက်ထားတွေတွေ့ရှိခဲ့ရတာပါ BBC သတင်းဌာနရဲ့စုံစမ်းဖော်ထုတ်တွေ့ရှိချက်ဟာအထိပ္ပယ်မရှိဘူးလို့ဂျော်ဂျီယာအာဏာပိုင်တွေကပြောကြားပြီးတော့ဆိုးရတဲ့ရာဇဝတ်ကောင်တွေရဲ့တရားမဝင်လုပ်ရက်တွေကိုတုံ့ပြန်ရမှာရဲတပ်ဖွဲ့ကတရားဝင်လှုပ်ဆောင်ရတာ ဖြစ်တယ်လို့ပြောပါတယ်။ကာမိုင်းလို့ခေါ်တဲ့ဓာတုဒရပောင်းကိုပြည်သူစစ်တပ်ကပထမကဘာစစ်အတွင်းဂျာမနီကိုတိုက်ခိုက်ရမှာအသုံးပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဓာတုလက်နက်ကိုနောက်ပိုင်းအသုံးပြုမှုနဲ့ပတ်သက်လို့မှတ်တမ်းမှတ်ရနည်းနည်းလေးပဲရှိပေမဲ့ရေရှည်ထိခိုက်မှုဆိုင်ရာစိုးရိမ်မှုတွေကြောင့်1930ပြည့်နှစ်တွေအတွင်းတစ်ချိန်ချိန်မှာထုတ်လုပ်မှုရပ်ဆိုင်းခဲ့တယ်လို့ယုံကြည်ရပါတယ်။အစားတို့ပစ္စည်းအနေနဲ့ CS လို့ခေါ်တဲ့မျက်ရည်ရိုးဓာတ်ငွေတွေကိုနောက်ပိုင်းမှာအသုံးပြုလာခဲ့ပါတယ်။ EU ဖွဲ့ဝင်ဖြစ်ရေးရည်မှန်းချက်ကိုဂျော်ဂျီယာဖွဲ့စည်းပုံအခြေခံဥပဒေမှာသတ်မှတ်ဖော်ပြထားပေမဲ့ EU ဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးမှုတွေကိုရပ်ဆိုင်းလိုက်ကြောင်းအနာရပါတီကကြေညာပြီးတဲ့နောက် 2024ခုနှစ်နိုဝင်ဘာ28ရက်ကဂျော်ဂျီယာမှာဆန္ဒပြပွဲတွေစတင်ခဲ့တာဖြစ်ပါတယ်။ဂျော်ဂျီယာရဲတပ်ဖွဲ့ကမိသက်ပိုင်ငြုတ်ကောင်းဖြန်းစည်းနဲ့ CS တပ်မွေအုံပြမှုပါဝင်အထူးကယုံနေနေနီးလန့်မျိုးမျိုးအုံပြခဲ့ပါတယ်။အဲ့ဒီဆန္ဒပြပွဲမှာပါဝင်ခဲ့ပြီးတော့မိသက်ပိုင်နဲ့ရေပတ်ဖြန်းခံခဲ့ရတဲ့ဆရာဝန်တယောက်ရေပြားရောဂါတွေခံစားခဲ့ရပြီးတော်တော်နဲ့မပြောက်သွားတာကြောင့် online ကစစ်တမ်းကောက်ယူကြည့်ရမှာသူ့လိုဝေဒနာခံစားရသူရာနဲ့ချီရှိကြောင်းတွေးရှိလာခဲ့ပါတယ်။ ပြည်ထောင်စုကညတိုင်းနီးပါးဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီးရွေးကောက်ပွဲလေးလည်းဆွဆွဲကျနေအစိုးရနှုတ်ထွက်ပြီးတောင်းဆိုခဲ့ပါတယ်။အစိုးရဟာရုရှားအချိုးစည်းပွားတွေနဲ့အညီလှုပ်ဆောင်နေတယ်လို့ဂျော်ဂျီယာပြည်သူအများကဆွဆွဲထားပေမဲ့အာနာယဂျော်ဂျီယာအိမ်မက်ပါတီကပယ်ချထားပါတယ်။ မနေ့ပြန်ဒီဇင်ဘာလ2ရက်နေ့အတွက်မိုးလေဝသအခမ်းအနချက်သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရာမြန်မာနိုင်ငံတပြည်လုံးမှာတင်ကျင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်မနေ့ပြန်အတွက်ခမ်းအနချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အင်းမှတိမ်ထူထနိုင်ပါတယ်မြန်မာကန်ယူရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပင်တို့မှာတခါတရံမိုးသက်လေပင်တွေကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်ရှင် ိုးသက်လေပြင်းကြဆင်ရေပြင်းမြေပြင်းလေဟာအရှိဘက်ကနေတနအီ25မိုင်မှ25မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မြန်မာနိုင်ငံတဝက်လုံးမှာမိုးအင်အားလျော့နေနိုင်ပြီးအများအားဖြင့်သားရနိုင်ပါတယ်။မြူးချင်းနေမှာမြန်မာနိုင်ငံတဝက်လုံးမှာမြူးများကြဆင်နိုင်ပါတယ်။အမြင့်ဆုံးဘူးကျိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ28ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ29ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ29ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်ရှင်။ မြန်မာနိုင်ငံတပြည်လုံးမှာခရမ်းလူရောင်ကြီးအညွန်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ဒီမိုလေးပသာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်တွေဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကွန်ပျူတာကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လိုင်းထိုင်းရဲ့ညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လိုင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram YouTube, website, X, TikTok နဲ့တောင်းလင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။